ဒီဗီဒီယိုလေးမှာကျွန်တော်ပရိုတင်းဘယ်လိုဖြော်လဲဆိုတာလေးကိုကျွန်တော်ပြမှာဖြစ်ပါတယ်။ဒီမှာဆိုကျွန်တော်ရေခဲ့တဲ့ဒါရမ်းတော့ကျွန်တော်တောင်းမဲ့음ပရိုဘိုင်တစ်ပေါ့နော်ကျွန်တော်ဘယ်လိုပရိုတင်းတောက်လဲဆိုတဲ့ဟာလေးပြအောင်ပါ။ပြီးတော့ကျွန်တော်ကကျွန်တော်မှာဒါကော့လီဗိုအားတို့ပါတော့ဒါတွေကရေခဲ့တာထည့်ထားတာပေါ့နော်။โอเค eller så. Så nå er det dumme. Protein. shake av bolig protein i kjennet. Det Så nå er det protein i Det vil med. ဒါလည်းအောက်ခံထားပြီးသားဆိုတော့ကျွန်တော်ကအထဲမှာစစ်တမ်းဘော်လုံးလေးတော့ကျွန်တော်ထုတ်ထားလိုက်တယ်။ဘာလို့လဲဆိုတော့ isolate ကြောင့်တော့ကျွန်တော်ပုံမှန်ရေရိုး protein တွေလိုမျိုးဖြောင်းရတဲ့မကတော့နည်းနည်းအမှုန်နည်းနည်းပို့ပြီးတော့ fine powder ဖြစ်တော့နည်းနည်းကြည်အောင်မြင်တော့လေအများကြီးမလို့ Okay scoop ကပိုင်းနိုင်အောင်လေအားရလက်ကရေးစုံနေဆိုတော့ဒီတိုင်းလေးပဲဒီလား ျင်တော့ scoop ပဲ sorry အဲ့ဒါ one scoop မပြည့်ရလေရှိတယ်လေခိုးတယ်เนาะဒီလိုမျိုးဟာလေး okay one scoop မပြည့်ရင်လာ25 gram အပြည့်မရမှာဆိုလို့ပေါ့เนาะကျွန်တော် size ကိုပေါ့ okay ဟောတတားလေးဖြစ် sorry တိုင်း two scoop ပေါ့เนาะဗီဒီယိုရမှာမဟုတ်လို့ two scoop တော့တာမဟုတ်เนาะကျွန်တော်ပုံမှန်လဲ two scoop ထည့် မိမကတော့ပုစံကုံမှာဆိုလို့ဆူလိုက်မယ်ဒါပေမဲ့ကျွန်တော်ကတော့တောက်လိုက်တယ် Okay နေရင်တော့လေထည့်လိုက်တယ်ဘုံတိချဖုံးမယ် ပြီးတော့ကျွန်တော်တို့ရေးလေးထည့်မှာเนาะရေးထည့်တာကတော့ဘလောင်းအောင်ထည့်ရမှာအတိအကျတော့မရှိဘူးအဲ့လို research research မှောင်မှလည်းအတိအကျမပြောထားဘူးတော့ကြဲကြဲကြရင်ပြေပြေများထည့်ပြပြကြရတယ်ဆိုရင်လည်းဆက်ဒါပေမဲ့ protein ကလေဘလောက်ပဲဟိုကောင်း quality ကောင်းမှလည်းပြောပြောလေဟိုအရက်သားတော့ဘယ် protein တော့မကောင်းထင်တာတော့ကျွန်တော်ထင်တာလေအဲ့ဒီတော့ဘလို artificial flavoring ကတော့ပါတာကျွန်တော်ထင် artificial flavor မဟုတ်ဘူး ညွားလို့တောင်းနေရသလိုတော့လေအဲ့လောက် smooth တော့မဖြစ်ပါဘူးကျွန်တော်ကြည့်ရတယ်ဘလောက်ပဲ quality ကောင်းတာပဲတော့တော့ပါဟိုပါသူရဲ့ taste ကတော့နည်းနည်း something strange ဖြစ်တဲ့ဟာတော့ပါအဲ့လိုဆိုတော့ဒါကြောင့်တောက်ရတာခက်တယ်ဆိုရင်တခြားဟာတွေနဲ့ရောတော့ပေါ့နော်ကျွန်တော်တို့မှမပြောသီးရောကိုကိုအစင်တီရောအသီးကြီးပိုင်းနဲ့ရောတော့ပြီးရေထက်ရေနွေးမထက်နဲ့ရေနွေးရကြတော့ရေနွေးက the protein breakdown ဖြစ်တတ်တယ်အရန်ပူရင် protein ကဒီနည်းချက်ဖြစ်တတ်တယ်အဲဒါကြောင့်အေးအေးနဲ့ပဲတောက်တာပေါ့တော့မယ်အဲ့လိုဆိုတော့ဒါလေးကိုပိတ်မယ်အေးရအေး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 ရဖြစ်ဖြစ်ရိုးရည်နဲ့ဖြစ်တောက်လိုက်ရပါဘာရေချက်အေးရရင်းနှွေးလို့ဖြစ်မှာတော့မရပါဘူးကျွန်တော်တို့လေဒီလိုမျိုး coffee ဖြော်တယ်လို့မျိုးဖြော်ကြမှာလို့အဲ့ဒါဆိုတော့ကျွန်တော်တို့ဒါလေးကိုထည့်မယ်ဒီချာလေးချက်ချက်လေးပိတ်လိုက်မယ်ပိတ်ပြီးတော့နည်းနည်းလေး ိုက်ဆိုလေးတွေကမြင်တယ်ရေရိုးပုံမှန်ဝေးတွေကကြည်ဖို့ကြတော့အထက်မှာဘောလုံးတွေပါညာခွိကွားတွေထည့်ထားတယ်ငယ်ငယ်လေးကြည်ဖို့တော့လေနော်အဲဆိုတော့အဲအဲ့လိုဆိုတော့ကျွန်တော်ရုပ်ကိုကျွန်တော်ပြန်ပြမယ်အဲအဲ့လိုဆိုတော့ကျွန်တော်တို့ဒီဟာအဲအခုလိုမျိုးပေါ့နော်ဒီလိုမျိုး protein မတောက်ခင်ပေါ့နော်ကျွန်တော်ကဘယ်လိုဟာမျိုးတွဲတောက်တက်လဲဆိုတော့အဲကျွန်တော် probiotic ကိုအရင်တောက်လိုက်တယ်ပရိုဘိုက်တစ်တောက်ပြီးတော့မှကျွန်တော် ပရိုတင်းတောက်တယ်ဘာလို့ဒီလိုမျိုးအမြဲတောက်မယ်လို့တော့မဟုတ်ဘူးကွာနော်ဒါကျွန်တော်ရဲ့ခံယူချက်ပေါ့နော်ကျွန်တော်ကဆော့ယူမှုအားပိုကောင်းအောင်လေအဆိုင်အတွက်လည်း healthy ဖြစ်အောင်ဆိုပြီးကျွန်တော် probiotic ပေါ့နော်မင်းတို့ probiotic ကကိုယ်ကျေးရတောက်ပါနော်ဒါကျွန်တော်တောက်တယ် Okay နောက်တစ်ခုကကျတော့ကျွန်တော်တောက်တဲ့ဟာကဒီဟာ super enzyme ပေါ့နော် super enzyme ကလည်း absorption ကောင်းတယ်ပေါ့ super enzyme ကျတော့သူကဒီ protein တွေ fat တွေ carbohydrate တွေကိုသူကဆော့ယူမှုအားပိုကောင်းအောင် ထည့်ပေးထားတဲ့ enzyme ပေါ့နော်ဟိုလိုမျိုးပေါ့အစာကြည်စည်းတော့လည်းမဟုတ်လူမဟာဖြည့်စည်းတော့ဘာလို့လူမျိုးအစာကြည်စည်းလည်းမဟုတ်ဘူးသူကစိုးရိမ်မှုအကောင်အောင်ပေါ့နော်အစာကြည်စည်းလို့ထင်နေမှာလေဆိုတော့ဒါဆိုတော့ကျွန်တော်တို့ဒီနှစ်ခုပေါ့နော်ကျွန်တော်တို့ super enzyme ရဲ့ provide ရဲ့ဒါတွဲပြီးတော့မှကျွန်တော်တို့ routine တက်တော့ပါ ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီ protein ပေါ့နော် protein ဘယ်လိုတောက်လဲဆိုတော့ video လေးဖြစ်ပါတယ်ဆိုတော့ video အဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်